မင်္ဂလာပါခင်ဗျာ Diary Time သတင်းဌာနရဲ့တွစ်ဆုံမေးမြန်းခန်းအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီနေ့တွစ်ဆုံမေးမြန်းခန်းမှာဖိတ်ခေါ်ထားတဲ့သူကတော့ ARD ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ရဲ့လက်နက်ထုတ်လို့ရေးတာဝန်ခံဆရာမရွှေမောင်မောင်နဲ့ဆက်သွယ်မေးမြန်းတော့မှာဖြစ်ပါတယ်ခင်ဗျာ။အရင်ဆုံးဆက်မေးချင်တာကတော့ဆရာမရဲ့အဲနာမည်နောက်ကယာရုတာဝန်ပေါ့နော်ကိုယ့်ရဲ့အဖွဲ့အစည်းတက်ရင်ဒါလေးကိုအရင်ဆုံးကနဦးမိတ်ဆက်ပေးစေချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာဟောကျမနာမည်ကတော့ဒေါ်ရွှေမောင်မောင်ပေါ့နော်ဒေါ်ရွှေမောင်မောင်ဖြစ်ပါတယ် ဒီလက်ရှိမှာတော့ကျမ ASDF ပေါ့နော် ARE ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ရဲ့လက်နက်ထုတ်လုပ်ရေးတာဝန်ကိုအာယူထားပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆိုတော့ဒီကျွန်တော်တို့ပေါ့လေဒီ ASDF နဲ့ပတ်သက်ပြီးတော့မေးမြန်းခန်းလေးမသွားခင်မှာဆင်မရဲ့ဒီကနဦးဘဝအခြေအနေပေါ့နော်အဲ ARD တိုင်းအတွင်းမှာဒီ2021ပေါ့မြန်မာနေဦးတော်လိုင်းအကလာအထဲမှာဘယ်လိုတွေဖြတ်တန်းခဲ့တယ်လဲဆိုတဲ့အခြေအနေလေးပေါ့နော်ဒါကိုအရင်ရှင်းပြပေးပါဦးခင်ဗျာ ဟောပို့ဆရာရဲ့ပါဝင်လာတာကတော့စကလေးရပေါ့နော်စပြီးတော့ဆန္ဒပြတဲ့အချိန်ကနေပြီးတော့မှအာဒါပါဝင်ခဲ့တယ်ပေါ့အစင်းစင်းပေါ့အဲ့ဒါဆန္ဒပြရဲပြီးတော့ဒီ CDN ပေါ့ CDN လုံစော်ရဲ CDN ထောက်ပံ့တယ်ပေါ့အဲ့ဒီအချိန်တုန်းကတော့ဆရာဒီလက်နက်တို့ဘာလို့လဲမစဉ်းစားမိသေးတဲ့အချိန်ကြီးပေါ့နော်အာဒါတွေမစဉ်းစားမိသေးဘူးကျမတို့ရိုးရိုးပဲအာဆန္ဒပြတောင်းယူမယ်ဆိုတော့အချိန်လေးတစ်ခုကနေပြီးတော့မှဒါစင်ကဲစင်ကဲပြောင်းလဲလာတယ်ပေါ့တပိတ်တွေဖြိုခွင်းတယ် အဲ့တော့တပိတ်တွေဖြိုခွင်းတဲ့နေရာမှာအလားခုနထိခိုက်မှုတွေရှိရဲပေါ့ဟောကျမလည်းပဲဒီထဲလေးမှာနည်းနည်းလေးထည့်ပြီးပြောချင်တာကကျမကဒီဒီနိုင်ငံရေးပေါ့ဒီပါတီဓာတ်ရီအတိုင်းဝိုင်းရမဟုတ်ဘဲနဲ့တာမန်ပေါ့ကျမကတာမန်အမျိုးသမီးတယောက်ပေါ့တာမန်မိခင်တယောက်ဟုတ်ပါတယ်ပေါ့နော်ဆိုတော့ဒီဒီဒီအခင်းချင်းမှာဆိုရင်ဒီမိခင်ဆိုတော့ကလေးတွေနဲ့ပတ်သက်တဲ့အခန်းကဏ္ဍတွေလည်းအများကြီးပါလာပြီပေါ့နော် ဆိုတော့သူတို့ဒီဒီအာဆန္ဒပြပွဲတွေမှာပါတယ်ဖြိုခွင်းခံရတယ်ပေါ့နော်ဖြိုခွင်းခံရတဲ့အခြေအနေတွေပေါ့ဖြိုခွင်းပြန်ခံရတဲ့အခြေအနေတွေမှာအာကျမအနေနဲ့အဲဟိုအာစတင်တာပေါ့အာဒီဟာကိုစတင်တာငါတို့ကဒီတိုင်းပဲဆန္ဒပြနေလို့မရတော့ဘူးအာကလေးတွေထိခိုက်နေပြီဘာလို့ဘာလို့ရင်ကောင်းမလဲဆိုတာကနေပြီးတော့မှစပြီးတော့အဲ့ဒီ2021စောပိုင်းကာလများ မှာတေးကကျမဒီထုတ်လုပ်မှုအပိုင်းလေးကိုပေါ့နော်စပြီးတော့စတင်ဖြစ်တာပေါ့အဲ့ဒီမှာမှာဒီ AR မှာဆိုလို့ရှိရင်စုဖွဲ့မှုတွေဒါစောပိုင်းပါလာတွေမှာတွေကလုတ်ခဲ့ဘူးလေပေါ့နော်လုံဆောင်ခဲ့ဘူးရဲ့ဒီနေရာတော်တော်များများမှာပေါ့နော်နေရာတော်တော်များများမှာဒါတွေလုံဆောင်ခဲ့တယ်ပေါ့ဒါနဲ့ပဲအာလွမြောက်နေနေရာကိုရောက်တယ်ဆိုတော့ဆရာရဲ့လွမြောက်နေရာကိုရောက်တယ်လွမြောက်တဲ့ဒေသမှာလည်းပဲခုနပြောတဲ့ အလားကျမရဲ့ဒါဒါအခုပင်ဒီဒီပညာတွေကိုသင်ပေးတဲ့ဆရာနဲ့တွေ့တယ်ပေါ့နော်ဆရာဂျိုနာသန်နဲ့အာတွေ့ဆုံပြီးတော့မှကျမတို့ဒီအာကိုအသက်ရွယ်ပိုင်းခြားနဲ့ကိုရဲ့ဒီတည်ငြိမ်မှုတွေနဲ့ဒီဖြစ်တင်တာလုံတင်တာတွေနဲ့ကျမတို့ရွေးချယ်ပြီးတဲ့အခါကျတော့ထုတ်လုပ်ရေးပိုင်းဒီအသင့်တော်ဆုံးဖြစ်တယ်လိုအပ်ချက်တော်လန်ကြီးအတွက်လိုအပ်ချက်အမြင့်မားဆုံးဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့လက်နဲ့တွေဝယ်ယူရတာအင်တန်မှာ အခက်ခဲတယ်တည်ယူရတာခက်ခဲတယ်ဈေးဈေးတွေကြီးမြင့်နေဒီကြားထဲမှာမှအခုနငွေကြီး risk ဖြစ်တဲ့အပိုင်းတွေအများကြီးဟိုဒါကျမတို့စဉ်းစားဆင်ခြင်ပြီးတဲ့အခါကျတော့အာတန်ဖိုးနည်းနည်းနဲ့ဟလာထိရောက်တဲ့ကျမတို့ရဲ့ဒီဒီဆက်လက်နဲ့ပစ္စည်းတွေကိုထုတ်လုပ်မှရမယ်ဆိုပြီးတော့မှဒါဆရာနဲ့ကျမနဲ့ကျမဆရာပေါ့နော် အာသူနဲ့တိုင်ပင်ပြီးတော့ကျမတို့ဆုံးဖြတ်ချက်ချခဲ့ကြတယ်ပေါ့ဆုံးဖြတ်ချက်ချတယ်အဲ့ဒီမှာမှစပြီးတော့မှဒီစစချင်းကျမတို့ကဓာရီကိုဟိုတနှစ်လောက်ကိုကျမတို့ကဆန်းတက်တဲ့အချိန်လေးပေါ့နော်ဆန်းတက်တဲ့အချိန်လေးအဲအများကြီးပြီးခဲ့ရတာပေါ့အာဒါနဲ့ပဲအခုဒီချိန်မှာတော့အာတော်တော်များများလေးဆန်းတက်အောင်မြင်ပြီးပြီအာတော်တော်များများလေးကျမတို့ဒီအသုံးပြုနေပြီဖြစ်တဲ့အဲဒါလက်နဲ့တီးကိုဟိုထုတ်ယူလာနိုင်တယ်ပေါ့နော်ဒါကတော့ ဟိုနအစင်အဆက်ဖြစ်ပေါ်လာတာပေါ့နော်အစင်အဆက်ဖြစ်ပေါ်လာတာဒေါ်လာကြီးထဲမှာပါဝင်လာတာပေါ့နော်ဆရာဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာမအဲ့တော့ဆရာမအနေနဲ့ကဒီမိခင်တယောက်လည်းဖြစ်ပြီးတော့မှဒီအချက်မဖတ်တဲ့အဲလမ်းပေါ်မှာဆန္ဒပြတောင်းဆိုမှုတွေကနေပြီးတော့လက်နက်ကင်ပြီးတော့တိုက်ခိုက်တဲ့အခြေအနေအထိကိုဟိုဘယ်အရာတွန်းပို့ခဲ့တာလဲပေါ့အဲ့ဒီလက်နက်ကင်လမ်းစဉ်ပေါ့နော်ဒီနိုင်ငံရေးအရာလက်နက်ကင်ပြီးတော့တိုက်ခိုက်ရမယ်ဆိုတော့အဲခံယူချက်ကဘယ်အချိန်မှာပြောင်းလဲသွားတာလဲဗျာ ဆရာအခုဆရာမေးတဲ့မေးခွန်းကဆရာအဲ့လိုမျိုးမေးလိုက်တာကျမအဲဟိုလာချက်သိမ်းနေတောင်ထားရယ်ဆိုတော့အဲ့မှာကျမအရန်ကောင်းပါတယ်ဆရာဒီမေးခွန်းမေးပေးတာလေအရန်ကောင်းတယ်ဟိုတော်တော်များများပြောကြရယ်ပေါ့နော်ဒီဒီနိုင်ငံရေးပဲဖြစ်ဖြစ်ဒီလိုမျိုးလောက်တာကအဲခန်းစားချက်နဲ့လုံးလို့မရဘူးလို့ပြောပြောကြရယ်ပေါ့နော်ခံယူချက်နဲ့လောက်ရဲပါဒါမဲ့ကျမရဲ့ဖြစ်စဉ်ကိုပြောမယ်ဆိုကျမတော့ အတိအကျပြောမယ်ဆိုကျွန်မခန်းစားချက်နဲ့အလုံးလုံးပါတယ်ဘာလို့လဲဆိုတော့ဒီတဲ့ကိုဘာကြောင့်ဝင်ရောက်လာတလဲဆိုရင်အဖြေကအဲ့ဒါပေါ့နော်ဆရာကိုရှိမှာပဲကျွန်မရှိမှာပဲကျွန်မသားလေးတွေနဲ့အတူတူဟိုဆန္ဒထွက်ပြရတယ်ဖြိုခွင်းခံရတယ်အဲ့ဒါအပြစ်ခံရတယ်ဒဏ်ရာတွေရရတယ် အာဆေးရုံဆေးကမ်းမှာကျမတို့ကိုယ်တိုင်ပြုစုစောက်ရှောက်ခဲ့ရတယ်ဆေးရုံဆိုတာလဲတိတ်တိတ်ကလေးပေါ့နော်တိတ်တိတ်ကလေးကျိတ်ပြီးတော့ကုရတယ်ကိုထန်ရတယ်ကိုကလေးတွေရဲ့ရဲဘော်တွေရဲ့ဒဏ်ရာတွေကိုအပြင်ကိုထုတ်ပြီးတော့မပြရဲဘူးအဲ့အခြေအနေတွေကနေပြီးတော့မှတဖြည်းဖြည်းပေါ့ကိုကိုမျက်စိရှေ့မှာရင်းမဲ့ကလေးတွေဒုက္ခရောက်တယ်တေချကြေကြတယ်အဲ့ဒါကိုကိုတိုင်းမဲ့အဲ့ဒီခုနကလေးတွေကိုကိုကိုတိုင်းမဲ့ကိုလက်နဲ့ကိုပြုစုစောက်ရှောက်ခဲ့ရတာပြီးရှိရပါဆရာရဲ့အဲ့ဒီကနေပြီးတော့မှ အာဒါကဘလို့မှမဖြစ်တော့ဘူးဒီပုံစံနဲ့ဆိုလို့ရှိရင်ဒါလက်နဲ့မကင်လို့မဖြစ်တော့ဘူးလက်နဲ့ကင်ပြီးတော့တော်လန်မတာလေးဒါဒါဒီအချိန်လေးတခုကဒီတိုက်ပွဲကလက်နဲ့ကင်ကိုကင်ရမယ်ဆိုတာကိုအဲ့ဒီအချိန်မှာကျမစပြီးတော့တိခဲ့တယ်ပေါ့နော်စသတိတဲ့အချိန်လေးကနေစပြီးတော့မှပြင်ဆင်ခဲ့ရတာပေါ့ဆရာရေဟုတ်ကဲ့တကယ်တော့အကျမ်းမဖက်ချင်ပါဘူးဆရာအကျမ်းမဖက်ချင်ပါဘူးအကောင်းဆုံးအချိန်လေးတစ်ခုမှာပဲ ဲတွားခြင်းဖြစ်ခြင်းနဲ့ဆန္ဒတော့အားလုံးလည်းရှိကြမှာပါဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာမဆရာမအဲ့တော့ကဒီလက်နက် ARP နဲ့ကာကွယ်တပ်ဖွဲ့ရဲ့လက်နက်တုပ်လို့ရတာဝန်ခံအနေနဲ့ဆောင်ရွက်တဲ့အနေအထားမှာကျွန်တော်တို့ဘလူးစစ်လက်နက်ပစ္စည်းတွေထုတ်လုပ်နေနိုင်တယ်လဲထုတ်လုပ်နိုင်ပြီလဲပေါ့နော်အဲဒါလေးလည်းရှင်းပြပေးစေချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ ရာပေါ့နော်ဆရာအခုလက်ရှိလက်ရှိအခြေအနေမှာတော့ကျမတို့ဒီလက်နက်ကြီးလက်နက်ငယ်ပေါ့ဆရာဒီတာဝေးပစ်ရှိမယ်လက်နက်ငယ်ရှိမယ်ပေါ့ဒီတာဝေးပစ်ဆိုတဲ့နေရာမှာအဓိကတော့ဒီမစ်ဆိုင်းဒုံးကြီးပေါ့နော်မစ်ဆိုင်းဒုံးကြီးလို့လူသိများကြတယ်ပေါ့ရော့ကက်ပေါ့နော်အဲ့ဒါဒီရှိမယ်ပြီးတော့လက်နက်ငယ်ရှိမယ်ဆရာပြီးတော့ဒီ drop bomb ပေါ့နော် drop bomb ဒီ drop bomb ဒီကတော့သူမျိုးစားစုံပေါ့နော်အသုံးပြုမဲ့အဲဒါတွေကိုလည်းစင်ဆက်မပြတ်တာလက်ရှိ အခြေအနေမှာလှုပ်ဆောင်နေပါတယ်ပေါ့ပြီးတော့နောက်တစ်ခုကထပ်ပြီးတော့ပို့ပြီးတော့ထိရောက်တဲ့ဒီအဆင့်မြင့်မြင့်တင်မှုအပိုင်းတွေပေါ့နော်အဆင့်မြင့်တင်မှုအပိုင်းတွေကိုလည်းအဲစမ်းသက်တာတွေအာအဲ့ဒါလည်းဆက်ပြီးတော့ဆောင်ရွက်နေပါတယ်ဒီမတိုင်ခင်ရှေ့မှာလည်းပဲကျမတို့ဆင်ဆက်မပြတ်ဆောင်ရွက်ခဲ့တာတွေရှိခဲ့ပါတယ်ဆရာဟုတ်ဟုတ်3 2 1ဟောလာတဲ့နိုင် ီးတယောက်တက်ကလေဒါတော့လူသားတယောက်အနေနဲ့မေးတာပေါ့နော်ဆိုတော့ဒီဒေါ်လာရေးခရီးဆိုတာဟိုကျွန်တော်တို့အပန်းဖြေခရီးထွက်တယ်လို့မဟုတ်ဘူးလေဟိုဟိုတယ်သွားတယ်တဲဥကန်တဲပြီးတော့မှရေစင်ကူဒါမျိုးလုပ်လို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့ဒေါ်လာရေးခရီးဆိုတာကျန်းလေအဲဟိုဘာမှရေရတေချာခြင်းလည်းမရှိဘူးပေါ့ဒါပေမဲ့အမျိုးသမီးတယောက်တက်ကဒီလိုဖြတ်သန်းတဲ့အခါမှာအဲဘလို့အခက်ခဲကြီးကြုံခဲ့ရလဲပေါ့ဒီဒါလေးနှစ်ဒါကာလအတွင်းမှာပေါ့ဒါလေးလေအတဏ္ဏလောက်အချင်းချင်းအဲအခက်ခဲလေးတွေရှိမျှဝေပေးနေကြပါတယ်ဟုတ်ကဲ့ပါဆရာ ရှိတာပေါ့ဆရာအအခက်ခဲရအများကြီးရှိတာပေါ့တာမန်အားဖြင့်ဆိုလို့ရှိရင်ကျမတို့ဆိုတာခက်ပြော့ပြော့ပြောင်ပြောင်နေတတ်တဲ့အမျိုးသမီးတဲမှာပါတယ်ပေါ့လေဆိုတော့အခက်ခဲတွေကအများကြီးရှိရဆရာအဲ့မှာပထမဦးဆုံးချိန်ပါပါစပြီးတော့ဖြတ်တန်းရလဲဆိုရင်အဲဒီစစ်ကြောင်းနေပေါ့စတော့ကကျမတို့ကစစ်ကြောင်းနေစစ်ကြောင်းနေဝင်တဲ့အခါမှာပြေးရတာပေါ့တက်ဖွဲ့တွေဘာမှမလုံးနိုင်ဘူးကျမတို့ခုနထုတ်လုပ်မှုတွေလည်းမစတင်သေးဘူး လက်နဲ့ဆိုတော့လည်းဘာမှမသိသေးဘူးပေါ့နော်ဒီဒီကျမရောက်ရှိနေတဲ့ဒေတာဆိုလို့ရှိရင်ဒါတူမီလောက်ခချိုးခချိုးလောက်နဲ့သွားတဲ့နေရာတွေဆိုတော့ဒါကျမတို့ကိုယ်တိုင်အဲ့ဒီမှာမှာနောက်တစ်ဆင့်ဘာထပ်ပြီးတော့ဖြစ်လဲဆိုတော့ဒီဒီစမ်းသက်စမ်းသက်ထုတ်လုပ်ရေးတွေမှာပောက်ကွဲမှုဖြစ်တယ်ပေါ့နော်ပောက်ကွဲမှုဖြစ်တယ်ပောက်ကွဲမှုဖြစ်တော့ဒီရဲဘော်လူနာတွေနဲ့ရဲဘော်လူနာတွေနဲ့ဒီပြေးရတာပေါ့နော်သူတို့သူတို့ဒီဒီအာ ပြေးရတယ်ပုံးရတယ်ပေါ့ကျမလည်းသူတို့ကိုဟိုစောက်ရှောက်သူအနေနဲ့ရောဒီတက်ဖွဲ့ရဲ့ဥဆောင်သူအနေနဲ့ပါတက်ချက်မကွာရှိနေတဲ့အခါကျတော့အဲ့ဒါတွေကတော်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 လေးဟိုပါပေါ့နော် ကျမအရင်ဆိုင်ကြုံတွေ့ခဲ့ရတာပေါ့ဆရာအဲဒါပေမဲ့အဲဘလောက်ကြီးခက်ခက်ခဲနေပါစေပေါ့နော်ဘလောက်ခက်ခဲနေပါစေကျမတို့ဒီဒီအခြေအနေတရက်ကိုတေချာပေါ့ပေါ့နော်တေချာပေါ့ဇွဲနှဘဲနဲ့ဘယ်တော့မှနောက်မဆုတ်ဘဲနဲ့တွားကိုတွားရမှာပါလား ဒါဖြစ်ကိုဖြစ်ရမှာပါလားလုပ်ကိုလုပ်ရမှာပါလားဆိုတော့အဲအတိစိတ်နဲ့ပဲအမြဲတမ်းအားတင်းခဲ့တာပေါ့နော်ဆိုတော့ဟိုအမှန်တမ်းပြောရမယ်ဆိုရင်တော့စိတ်သက်ကြခဲ့တဲ့အချိန်တွေလည်းအများကြီးရှိပါတယ်ဆရာအစိတ်သက်ကြခဲ့တဲ့အချိန်တွေလည်းအများကြီးရှိရဲ့နောက်ဆုံးအာလက်လျှော့လိုက်မယ်ဆိုတော့အချိန်တွေမျိုးစဉ်းစားမိသွားတာတောင်ရှိတယ်ပေါ့တို့တော့အဲ့ဒါတွေကိုဘာတွေနဲ့ကျမတို့ကပြန်ပြီးတော့မှကိုယ့်ကိုယ်ကိုပြန်ပြီးအားတင်းရလဲဆိုရှေ့မှာဟလာ ကြဆုံးသွားတဲ့ကျမတို့ရဲ့သားသမီးအရွယ်ကလေးတွေဟာကျမတို့ရဲ့သားလေးတွေသမီးလေးတွေလက်ရှိမှာလည်းပဲဟာအကျန်းပညာတတ်ကလေးတွေနော်တကယ်ဟာဘဝမှာအညွန့်အဖူးလေးတွေကတော်တဲ့တောင်ထဲမှာတကယ်ပင်ပန်းခက်ခဲစွာသူတို့ဖြတ်တန်းနေတာကိုကျမတို့ညီပြမာလဲတွေ့ရတယ်လို့မျိုးဟာဒီဒီနေပယ်မှာလဲအများကြီးတွေ့ရတယ်ဟောဒါကတော့အမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်ဒီကလေးတွေကိုကြည့်ပြီးတော့မှကိုကိုကိုလည်းပြန်ပြီးတော့မှ အစိတ်အားတင်းရတဲ့အပိုင်းนี่လဲရှိခဲ့ပါတယ်ဆရာခုနပြောတာတော့မဖြစ်မနေဒီအခင်းချင်းကိုငါတို့တေချာပေါက်အောင်မြင်အောင် ဖြတ်ကျော်ရမယ်ဆိုတဲ့ခွန်အားရယ်ခုနပြောတဲ့ခလေးတွေကိုပြန်ကြည့်ပြီးတော့တဲ့အခါကျတော့အာမရဘူးငါတို့စိတ်အားပြန်တင်းရမယ်ဒီလိုမျိုးလက်မှိုင်ချလို့မရအောင်ဒီလိုစိတ်ညစ်နေလို့မရအောင်ဒီလိုအခက်ခဲတွေကိုညှင်းညူနေလို့မရဘူးဆိုတဲ့အဲကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတိဆောက်မှုနဲ့ပဲတွားရပါတယ်ဆရာဟုတ်ကဲ့ပါ ခုက ARV တိုင်းအတွင်းမှာလည်းဒါတိုက်ပွဲတွေစပြီးတော့အာဒါ2025 January ကနေစဖြစ်တာပေါ့နော်နှစ်လကျော်သုံးလနေပါလေဖြစ်သွားပြီပေါ့ဆိုတော့ area တွေလည်းတဖြည်းဖြည်းကျပြန့်လာပြီပေါ့လေအဲ့တော့ Semaro ရဲ့ဒီ ASTF ပေါ့နော် ARV နဲ့ကာကွယ်တပ်ဖွဲ့အနေနဲ့က ARV တိုင်းအတွက်ဒီစီရေးအရအဲပေါ်ဆောင်မှုတွေကဘယ်လိုဆောင်ရွက်သွားဖို့ပြင်ဆင်ထားတာမျိုးရှိလဲခင်ဗျဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါ ရာပေါ့နော် AR တိုင်းမှာရှိရဲအခုဖြစ်ဖြစ်ပေါ်နေတဲ့အခြေအနေတွေလည်းအကုန်လုံးလဲသိကြပါတယ်အဲ့တော့ဒီစီရေးဆိုတာကတော့လေးစရာကျွန်မလည်းကြုံမသိဘူးပေါ့နော်ဟောကျွန်မကြုံသိရင်လည်းဒါကတော့ပြေလို့မရတဲ့ကိစ္စပေါ့အဲ့တော့ဒီထုတ်လုပ်ရေးသမားတယောက်အနေနဲ့ဆိုရင်ကတော့ကျွန်မလိုအပ်တဲ့ထုတ်လုပ်မှုအပိုင်းတွေကိုအာစတင်ဆောင်ရွက်နေပြီပေါ့နော်ဆွေးနွေးရင်းဆောင်ရွက်ရင်းဆွေးနွေးရင်းဆောင်ရွက်ရင်းနဲ့အဲခရီးဆက်နေတာတော့ရှိပါတယ်ဆရာဒီတေချာတာကတော့ဆရာအေ AR တိုင်းအတွင်းမှာ အရာတွေတိုင်းကဒီစစ်အာဏာရှင်တွေလက်အောက်ကနေပြီးတော့လုံးဝလွတ်မြောက်ဖို့တေချာပေါက်လွတ်မြောက်ဖို့ကျမတို့စူးစမ်းသွားမှာဖြစ်တယ်ဆိုတာတော့အတိအကျပြောချင်ပါတယ်ဆရာဟုတ်ဆိုတော့ဒီဆမတ်တို့အဖွဲ့ကဒါရှေ့မှာတော့ဒီမျိုးတော်လိုင်းရှေ့ပိုင်းကာလပေါ့နော်21 22 23ပေါ့လေနာမည်တိတ်မထွက်ဘူးပေါ့နော်24လောက်ထိကျွန်တော်တို့နာမည်ဒါတိတ်မကြားရဘူးအဲဆိုတော့အတူတူတိတ်တိတ်လှူရှားနေတယ်လို့ပဲပြောရမှာပေါ့လေဆိုတော့ အဲအခုဒီကာလမှာတော့ဒါအာဒါကျွန်တော်တို့သိလာတဲ့အချိန်နေနဲ့အင်တာဗျူးဖြစ်တာပေါ့အဲ့တော့ကဒီသားအဖွဲ့ရဲ့ရည်တည်ရေးတွေကိုကြာဘယ်လိုဆောင်ရွက်ကြလဲပေါ့အများသောအားဖြင့်တော့ကျွန်တော်တို့လက်ရှိအခင်းချင်းအရာအဗီဒီယိုတက်တည်ဒီဒါတက်တက်စုဖွဲ့ကြရတယ်ပြီးရင်အ Facebook မှာ page တွေဖွင့်တယ် YouTube channel တွေဖွင့်တယ်နောက်ပြီးလို့ရှိရင်တော့ campaign တွေလုပ်ကြရတယ်နောက်ပြီးတော့ဒီ campaign တွေနဲ့ပဲပြည်သူလူထုရဲ့ထောက်ပံ့မှုလေးနေနေပေါ့နော်ထောက်ပံ့မှုအနေနဲ့အများပေါ့ဒါနဲ့ကျွန်တော်တို့ရည်တည်ကြရမျိုးရှိတယ်ပေါ့ဆိုတော့ဒီ ASGF ကြတော့ အဲဘယ်လိုရက်တီဆောင်ရွက်ကြတာမျိုးရှိလဲပေါ့ဒါလေးလေးပြောလို့ရသလောက်ပြောပြပါဦးဗျအဲ့တော့ဆရာရဲ့ဒီ ASDF ကလက်နဲ့ထုတ်လုပ်ရေးဒီတန်ရင်တက်ဖွဲ့ရက်တီမှုပေါ့နော်ဒါရက်တီမှုအနေနဲ့ကတော့အာကျမအမြဲတမ်းပြောပြောနေနေတာပါဒါကျမရဲ့တကယ် real အစ်စ်မှန်စကားလေးဖြစ်တယ်ပေါ့နော်တန်ဒီမှန်မှန်နဲ့တော်လန်ရေးမှာပြည်သူအကျိုးကိုတကယ်ဆောင်ရွက်နေလို့ရှိရင်ပြည်သူကကျွေးမွေးပါတယ်အာဘယ်နေရာမှာရှိနေနေရှိနေတဲ့နေရာပြည်သူတွေကကျွေးမွေးဆောက်ရှောက်ကြပါတယ်ဆရာအဲ့တော့ပြည်သူအားနဲ့ အဓိကထားပြီးတော့ခရီးဆက်ရတာပေါ့နော်အဲ့တော့ဒီ ASDF ထုတ်လို့ရေးအနေနဲ့ကျမတို့ campaign တွေလုပ်တာတို့အလှူခံတာမျိုးတို့တီးခြားတော့မရှိပါအောင်ရှင်ဟုတ်ပြီးတော့ဒီရေရှည်ပေါ့နော်ဒီအစအစပိုင်းကလေးကနေပြီးတော့ဒီခုနဆရာပြောသလိုမျိုးပေါ့ရှည်ပိုင်းမှာတစ်နှစ်နှစ်နှစ်သုံးနှစ်ပေါ့နော်အဲ့လိုမျိုးရက်တည်ခဲ့ရတဲ့အချိန်တွေမှာတော့ကျမတို့ဒီတိုင်းရင်းသား EAO တွေပြီးတော့လွတ်မြောက်ဒေသပေါ့နော်လွတ်မြောက်ဒေသကျမတို့ရှိနေတဲ့လွတ်မြောက်ဒေသအနေမြေခံဒေါ်လာရေးတန်ရင်းတက်ဖွဲ့တွေ ရင်ငါရောအခုတတိပါပေါ့နော်သူတို့အတွက်ကိုလည်းကျမတို့ဟလာဆောင်ရွက်ချိတ်ဆက်ပြီးတော့ဆောင်ရွက်နေတာတွေရှိပါတယ်အရင်တော့ကလည်းဒါဆောင်ရွက်ပေးခဲ့တယ်အခုလည်းသူတို့ရဲ့အကျိုးတွေကိုပါကျမတို့ချိတ်ဆက်ဆောင်ရွက်မှုတွေရှိပါတယ်ပေါ့နော်ဒါကတော့တိုင်းနာအီးဝင်နေလဲဆောင်ရွက်မှုတွေရှိတယ်လို့မျိုးလက်ရှိနေမြေခံနေမြေမှာရှိနေတဲ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အလားစူးစမ်းဆောင်ရွက်နေတာတွေလည်းရှိပါတယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ရက်တီမှုကတော့ခုနပြောသလိုမျိုးပေါ့ ီသူကြွေးတာနဲ့ကျမတို့ရက်တည်ပါတယ်ဆရာဟုတ်ဟုတ်ဟုတ်ကဲ့ပါဆရာမအဲ့တော့အဲဒီ interview ကတော့မိကုံကတော့ပြီးပါပြီဆရာမဘက်ကနေပြီးတော့အပြီးတော့ ARD အတိုင်းအတွင်းမှာရှိတဲ့ပြည်သူတွေကိုသတင်းစကားပါချင်တာရှိ ပြောပြပါဦးခင်ဗျာဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဒီ ARD အတိုင်းအတွင်းမှာရှိတဲ့ပြည်သူတွေကိုပထမဦးဆုံးအနေနဲ့노ကြားစီခြင်းနဲ့ပေါ့လေ노ကြားစီခြင်းနဲ့ အာငါတို့မထီလို့ငါတို့မနာဘူးဆိုတဲ့ပုံစံမျိုးငါတို့နားကိုရောက်မလာသေးလို့ငါတို့ကအตาနေမယ်ဆိုတဲ့စိတ်ဓာတ်တွေကိုလည်းအရင်ဆုံးဖျောက်ရမှာဖြစ်တယ်ပေါ့နော်ဆရာဒါလေးကိုလည်းကျမကနေ message ကလေးပေးချင်ပါတယ်အားလုံးရဲ့အိမ်တကားဝမှာဟာလာဘေးဒုက္ခဇူးကြီးကစင်ကဲစင်ကဲဆိုလို့အချိန်အဟုန်နဲ့ရောက်လာနေပြီပေါ့နော်ဒါကဒီဖြစ်နေတဲ့အဖြစ်အပျက်ကဘယ်နေရာကမှမြန်မာပြည်မှာရှိတဲ့ဘယ်နေရာဘယ်ဒီသားကလူတွေ မမလွတ်ပါအောင်ဆရာအားလုံးကဓာတ်ရိုက်တော်၎င်းတွယ်ဝရည်တော်၎င်းဒုက္ခတွေဆင်းရဲတွေနဲ့ဒါကြုံတွေ့နေရအောင်ပါပဲဒါကြောင့်မလို့ဒီခင်းချင်းကိုဖြတ်ကျော်ဖို့ဆိုတာကလေတယောက်ချင်းစီတူးချင်းစီရဲ့ကျိုးပန်းပါဝင်ပေးမှုဟာတောင်ပေါင်းစုံကနေပြီးတော့တစုံမဲနိုင်နိုင်ဆရာတယောက်မှပဲနိုင်နိုင်ပေါ့နော်ဒါပါဝင်ပေးမှဟာဒီစနစ်စိုးကြီးကိုမြန်မြန်တိုက်ဖက်နိုင်မှအားလုံးချမ်းသာကြမှာအ ਨੇ ဆုံးကတော့ စိတ်မချမ်းသာကြဘူးပေါ့နော်ဆရာအနည်းဆုံးကတော့ကိုယ့်နေရာမှာဘာမှမဖြစ်ဘူးဆိုရင်တော့မှဘသူတယောက်ကအရှင်ပြေနေတယ်လို့ဆရာဒီကာလအတွင်းမှာကျမတို့မကြားမိသေးပါဘူးအားလုံးကဒုက္ခမျိုးစုံနဲ့ပေါ့နော်ဒုက္ခမျိုးစုံနဲ့အဲ့ဒါတကယ်တမ်းစီရင်အရာဒုက္ခရောက်နေတဲ့မြေပြင်ကအပြည်သူတွေမီးလောင်သလိုအဲ့ဒါအိမ်တွေပြာကျသလိုအဲ့လိုမျိုးမဖြစ်တဲ့ဒေသတွေမှာလည်းအခုဘာတွေဖြစ်နေလဲဆရာကြားတယ်အတိုင်းပဲအဲ့ဒါစီးပွားရေးတွေချွတ်ချုံကြတယ်ဒုက္ခတွေအခုဆိုဒါ မစစ်ကောင်စီရဲ့ဟလာတက်သားစုဆောင်မှုဟလာဒီဒီအရာသစ်စုဆောင်မှုမှာကလေးတွေကကိုရွာကိုနေရာမှာလုံလုံချုံချုံမနေရကြတော့ဘူးအလုံလုံချုံချုံမသွားရကြတော့ဘူးအေးအေးချမ်းချမ်းမသွားရကြတော့ဘူးမိဘတွေရဲ့ရင်ထဲမှာရောအများနဲ့ရင်တထိတ်ထိတ်နဲ့ကိုသားသမီး ကိုရှိကိုဘယ်အချိန်ပြန်ရောက်မလဲရောက်မလားမရောက်ဘူးလားဆိုတော့စိုးရိမ်စိတ်တွေတတိတတန်းနဲ့အားလုံးကဖြတ်တန်းနေကြတာတော့အမှန်အကန်ဖြစ်တယ်ပေါ့နော်ဒါကြောင့် ARR တိုင်းအတွင်းမှာရှိရပြည်သူတွေဒီမိမိရဲ့လုံခြုံရေးကိုလည်းဟာလာဂယုဆိုင်ပြီးတော့ပါဒီတော်လန်ရေးအခင်းချင်းမှလည်းပဲတတ်နိုင်တဲ့လောက်ပူပေါင်းပါဝင်ကြပါ노ကြကြပါကြိုးစားကြပါပေါ့နော်အตาအตาမနေကြပါနဲ့တတ်နိုင်တဲ့ဘက်ကပါဝင်ပေးကြပါလို့ဒီမှာ အာတိုက်တွန်းနှိုးဆော်လိုက်ပါတယ်ဆရာကျမတို့ရဲ့တော်လန်ကြီးတပ်ဖွဲ့များအနေနဲ့ကလည်းကျမတို့ပြည်သူတွေအားလုံးလွတ်မြောက်ဖို့အတွက်ကိုအသက်ခံတာအားလုံးပေးဆက်ရင်းနှီးနှုတ်နှံပြီးတော့မှကြိုးစားနေပါတယ်လို့ဒါလေးလည်းကျမအသိပေးလိုပါတယ်ဆရာဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုလိုဖြည့်ချပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ